အော်တိုဗာလ22ရက်နေ့ကဘာရှိသတင်းချုံများအခုလိုမျိုးကဘာအေးမြမအေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ထိတ်တင်ပြချက်မှာဆိုရင်နိုင်ငံတကာရေးရမှာ ထိတ်တဲရောက်တဲ့သတင်းတွေနဲ့ လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးသဘာဝဘေးစားရတဲ့တဲ့တွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ်။တရင်တေရုရှားစွန့်ဝင်ဝယ်ယူမှု၃နှစ်အတွင်း EU လုံးဝဖျက်တောက်မည်။ဒေါ်လာ16.5ဘီလီယံစာချုပ်များဖျက်သိမ်းပြီးပူတင်ကိုဖျက်တောက်။ဥရောပသမ္မတ EU ဟာရုရှားရဲ့စစ်ပွဲရံပုံငွေကိုအကြီးအကျယ်ဖျက်တောက်နိုင်မဲ့သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါပြီ။ ။ဒါမဲ2028ခုနှစ်မတိုင်ခင်ရုရှားစီကနေရေနံနဲ့သဘာဝဓာတ်ငွေအလုံးတင်သွင်းမှုကိုအပြီးပိုင်ရပ်ဆိုင်ဖို့အတွက် EU ဖွဲ့ဝင်နိုင်ငံတွေချာမှသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ဒီလိုဖြတ်တောက်ရခြင်းရဲ့အဓိကရည်ရချက်ကတော့ယူကရိန်းမှာဆင်နွှဲနေတဲ့ရုရှားကျူကျော်စေအတွက်ဆိုရင်ဝင်ငွေကနေအထောက်အကူဖြစ်မှာကိုစိုးရင်လို့ဖြစ်ပါတယ်။အော်တိုဘာ20ရက်နေ့ကလူစင်ဘက်နိုင်ငံမှာကျင်းပခဲ့တဲ့အစည်းအဝေးအတွင်မှာ အင်းဥဆိုင်ရင်ဝင်ကြီးများအားလုံးဒီပါကဒီစီမဲမူကြံကိုထောက်ခံမဲ့ပေးခဲ့ကြပါတယ်။ EU ရဲ့ဒီစီမန်ချက်ဟာရုရှားစီကလာတဲ့ပိုက်လိုင်းမှရှေ့နံနဲ့တဘာဝတံငွေရေး LNG နှမျိုးစလုံးအတွက်အကျုံးဝင်ပါတယ်။ထို့အပြင်ကုန်နင်းပိတ်နိုင်ငံတွေဖြစ်တဲ့အချို့သော EU ဖွဲ့ဝင်နိုင်ငံတွေကိုတော့ကင်းလွတ်ခွင့်တချို့ပေးထားတယ်လို့သိရပါတယ်။ဒီမူကြံအရ EU နိုင်ငံတွေဟာရုရှားတံငွေဝယ်ယူရေးစာချုပ်တွေကို2026ခုနှစ်မှာ ကာလာတို့ 2028ခုနှစ်မှာကာလရှိဆိုပြီးအစင်လိုက်ဖျက်သိမ်းပေးရမှာဖြစ်ပါတယ်။ရုရှားနဲ့တန်တမန်ရေးရအနည်းဆက်မှုရှိရဲ့ဟန်ဂေရီနဲ့ဆလိုဗက်ကီးယားတို့ကဒီနောက်ဆုံးစီမံချက်ကိုကန့်ကွက်ခဲ့ပေမဲ့လည်းအများစုရဲ့ဆန္ဒမဲနဲ့အတည်ပြုနိုင်ခဲ့ပါတယ်။လက်ရှိမှာဥရောပအတွက်လိုအပ်တဲ့ဂျန်ဝေးပမာဏရဲ့7300ရာခိုင်နှုန်းဟာရုရှားစီကနေရယူနေတာဖြစ်ပြီးတန်ကြီးအဖြစ်တစ်နှစ်ကိုဒေါ်လာ16.5ဘီလီယံအထက်ရှိပါတယ်။ ဒီလိုဖြတ်တောက်ခြင်းဟာဥရောပအတွက်စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကလည်းဥရောပနိုင်ငံတွေကိုမိမိအပေါ်ပြန်တိုက်မဲ့စစ်ပွဲအတွက်ငွေကြေးထောက်ခံတာမျိုးမလုပ်ကြဖို့အကြံဉာဏ်ထောင်းဆိုထားတာကြောင့် EU ရဲ့ဒီဆုံးဖြတ်ချက်ဟာထရန့်ရဲ့မူဝါဒနဲ့ကိုက်ညီနေပါတယ်။ထို့တော်လည်းရုရှားကတော့ကြောက်ဖြစ်ရုပ်ကြိမ်လောင်းစာအများစုကို တရုတ်၊အိန္ဒိယနဲ့တူရကီနိုင်ငံတွေစီအ धिक ထားရောင်းချနေပြီဖြစ်တာကြောင့် အေယျရဲ့ဖက်တာမှုကြောင့်ထိခိုက်မှုရှိနိုင်ခြင်းအလွန်နည်းပါးတယ်လို့သုံးသပ်ရပါတယ်။ဒီအဆိုပြုချက်ကိုဥရောပပါလီမန်မှာမဲခွဲဆုံးဖက်ရအောင်မှာဖြစ်ပေမဲ့လည်းအတည်ပြုနိုင်ဖို့ကတော့တိကျသလောက်ရှိနေပါပြီ။အေယျရဲ့ဒီသမိုင်းဝင်အဆုံးဖြတ်ချက်ဟာကမ္ဘာစွမ်းရည်စုသက်ကိုဘလို့ပြောင်းလဲသွားစေနိုင်မလဲဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါရဲ့ရှင်။ဒီ EU ရဲ့ဆုံးဖြတ်ချက်ကပရက်ရှားစစ်ပွဲကိုတကယ်တမ်းရှင်းတက်နိုင်မလား။သတင်းနဲ့ ရင်းရှောင်းတက်ထူအတွက် American Australia တာမိုင်းဝင်စာချုပ်ဒေါ်လာ၈.၅ဘီလီယံထောက်ပံ့ခဲ့တဲ့ဤပညာနဲ့ကာကွယ်ရေးစနစ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ရင်းရှောင်းတက်ထူစီခွက်မှာတရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုတံပြန်မှုအတွက် American နဲ့ Australia တို့ဟာတာမိုင်းဝင်သဘောတူစာချုပ်တရက်ကိုချုပ်ဆိုလိုက်ပါပြီဒီသဘောတူညီချက်ရဲ့ရည်ရွယ်ချက်ကတော့နေရှားတက်ထိုးနဲ့တခြားအရေးကြီးတဲ့ရန်စာတာတွေပံ့ပိုးမှုခွင့်ဆက်ကို တရုတ်အပေါ်မိခိုနေရတဲ့အခြေအနေကလည်းလွမြောက်အောင်အားကောင်းစေဖို့ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတရုတ်နိုင်ငံဟာနေရှားထုဖော်မှုရဲ့80ရာခိုင်နှုန်းနဲ့တန့်စင်ထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းကိုလုံးဝထိန်းချုပ်ထားပါတယ်။ဒါကြောင့်တရုတ်ဘက်ကပံ့ပိုးမှုတွေကန့်သက်လာတဲ့အခါအမေရိကန်ကုမ္ပဏီတွေအတွက်အကြီးအကျယ်အားနည်းချက်ဖြစ်စေခဲ့ပါတယ်။ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနီစ်ကဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုထုတ်ဖော်ခဲ့ပါတယ်။အမေရိကန်ဟာအော်စတြေးလျရဲ့ဒူးဖော်ရေးနဲ့တန့်စင်ရေးလုပ်ငန်းတွေကိုတိုးချဲ့နိုင်မဲ့အသင့်ပြင်ထားတဲ့စီမံကိန်းတွေအတွက်အမေရိကန်ဒေါ်လာ8.5ဘီလီယံအထိထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ဒါအပြင်လာမယ့်6လအတွင်းတနိုင်ငံလုံးရဲ့စီမံကိန်းတွေမှာဒေါ်လာ10ဘီလီယံကိုစတင်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်အယ်ဗနီစီရဲ့ပြောကြားချက်အရဒီသဘောတူညီချက်ဟာ တမရထရဲ့ပထမသက်တမ်းကလေးကစတင်နှိမ့်နိုင်ခဲ့တာဖြစ်ပြီးအခုမှမေးဖက်ဆက်ဆံရေးကိုဒေါက်တာဆင်တက်လန်းစီတာလို့ဆိုပါရယ်နေရှားသက်သူစာချုပ်အပြင်အမေရိကန်နဲ့ဩစတြေးလျတို့ရဲ့မဟာမိတ်ဆက်ဆံရေးဟာစီရေးပိုင်းမှာပါအချိန်ဟောင်းမြင့်မာနေပါရယ်တမရဒေါ်နယ်ထရဟာဩစတြေးလျအမေရိကန်နဲ့ဗီဒီယိုရဲ့အာကက်စ်ရင်းကိုတင်မောသဘောတူညီချက်နဲ့ပတ်သက်ပြီးအချိန်ဟောင်းပြင်းနဲ့ရှေ့ဆက်နေရလို့အော်တိုဗာ20ရက်ကမှတ်ချက်ပေးခဲ့ပါရယ် အော်စတြေးလျအနေနဲ့ရင်းငုံတဲမောတွေတကယ်ရမှာလားလို့မေးမြန်းရမှာလဲတေစာပေါက်ရမှာပါလို့တမရရှန်ကအတည်ပြုပြောကြားခဲ့ပါတယ်ဒီမြေချသတ္ထုသဘောတူညီချက်နဲ့အာကက်စ်လိုစီးရေးမဟာမိတ်မှုတွေဟာအမေရိကန်နဲ့အော်စတြေးလျတို့ဟာတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို ပူးပေါင်းပြီးတံပြန်ဖို့ပြတ်သားတဲ့ဆုံးဖြတ်ချက်ချမှတ်ထားပြီးဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ဒီစာချုပ်ကပြုတ်ရဲစီးပွားရေးလွှမ်းမိုးမှုကို တကယ်တမ်းဖြိုချနိုင်မလားတရင်3ဇလန်စကီ၏ထူးခြားတောင်းဆိုမှုပူတင်ဟာဟာမတ်စ်ထက်ပိုအင်အားကြီးရယ်ထရန့်ဖိအားပေးပါတော်မဟော့ဆုံးရှုံးမှုယူကရိန်းစစ်ပွဲရဲ့အရေးပါတဲ့အခမ်းကဏ္ဍတစ်ခုကိုထင်ဟန့်စေတဲ့တောင်းဆိုမှုတစ်ခုကိုယူကရိန်းသမ္မတဗလာဒီမာဇလန်စကီကပြုလုပ်ခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုရုရှားသမ္မတပူတင်အပေါ်ဖိအားပေးမှုတွေပုံမလုံးဆောင်ဖို့သူကတိုက်တွန်းခဲ့တာပါ ဒီလိုတောင်းဆိုရတဲ့အကြောင်းရင်းကိုဇလန်စကီကပူတင်ဟာဟာမတ်စ်လက်နက်ကိုင်ဖွဲ့ထက်ပိုပြီးအားကောင်းနေလို့နှိုင်းယှဉ်ပြီးပြောကြားခဲ့ပါတယ်။ထရန့်ဟာဂါဇာကမ်းမြောင်ဒေသမှာအပြည့်ခဲရစေးရေးကိုရယူနိုင်ခဲ့တဲ့အတွက်ပူတင်အပေါ်တင်းကျပ်မှုတွေလှုံ့ဆော်တင်သလားဆိုတဲ့ဗိန်းထောက်တွေရဲ့မိကုံးကိုဇလန်စကီကအလေးနဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒီလိုတောင်းဆိုမှုတွေရှိနေပေမဲ့ဇလန်စကီဟာအင်ပီရိုတွေ့ဆုံမှုအတွင်းမှာ ူအလွန်လိုလာခဲ့တဲ့တာဝဲပြေတော်မဟုတ်ဒွန်ကြီးဝေးထောက်ပံ့ပေးဖို့သဘောတူညီချက်ကိုတော့ရယူနိုင်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါဗျ။ဆလန်စကီကရုရှားဘောဖိအားပေးဖို့တိုက်တွန်းရခြင်းရဲ့အကြောင်းရင်းကိုပိုမိုရှင်းလင်းစွာ ပြောကြားခဲ့ပါဗျ။ဟုတ်ပါတယ်။ဒေါ်နယ်ထရန့်ကအဲ့ဒီလိုမျိုးလုံဆောင်တက်ပါတယ်။ဘာကြောင့်လဲဆိုတော့ပူတင်ကဟာမက်စ်လက်နက်ကိုင်ခွဲချက်ပို့ပြီးအကောင့်လိုပဲဖြစ်ပါတယ်။ပူတင်မှာကကမ္ဘာပေါ်မှာ ုတိယမြောက်အကြီးဆုံးဆက်တက်ရှိပါတယ်။ဒါကြောင့်မလို့ပူတင်အဖို့ဖိအားပေးမှုတွေကို ပိုပြီးလှုပ်ဆောင်ခဲ့မှာတယ်လို့သူကပြောခဲ့ပါတယ်။ဇလန်စကီးရဲ့ဒီစကားဟာဂါဇာကပြည်ပခါကိုဖြည့်ရှင်းနိုင်ခဲ့တဲ့ထရန့်ရဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုရင်ရုရှားနဲ့ပတ်သက်လာရင်တော့ပုံမှုကြီးမားတဲ့ချင်းချောင်းမှုကိုရင်ဆိုင်နေရတယ်ဆိုတာကိုကဘာကအာယုံဆိုင်ဖို့နှိုးဆော်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒီလိုဖျောင်းပေးဖို့တောင်းဆိုခဲ့ပေမဲ့ ယူကရိန်းအတွက်အရေးပါတဲ့ဆက်နက်ပစ္စည်းတစ်ခုကိုတော့ဇလန်စကီမရရှိခဲ့ပါဘူး။အမေရိကန်ကတာဝေးပြေချောမဟော့ခရုစ်သုံးကြီးပဲထောက်ပံ့ပေးဖို့ကိုထရန့်ကညင်းပယ်ခဲ့ပါတယ်။ထရန့်ကဒီလိုညင်းဆိုရခြင်းရဲ့အကြောင်းပြချက်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။သူကအမေရိကန်ကလည်းကိုပိုင်ကာကွယ်မှုတွေအတွက်တာဝေးပြေတောမဟော့ဒုံးကြီးပဲကိုလိုအပ်နေအောင်မို့ယူကရိန်းကိုထောက်ပံ့ပေးဖို့ကမဖြစ်နိုင်ဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကယူကရိန်းစစ်ပွဲရဲ့အနာဂတ်ဟောင်းနင်းမြေဆွလွတ်ရမလားလက်နက်တစားဗလာအပြေးဝရပြီးဆက်တက်ခိုက်ရမလားဆိုတော့မိန်းကွန်းတစ်ခုကြားမှာရင်းထိုးနေရဆိုတာကို ပြသနေပါတယ်ဇလန်စကီရဲ့ပူတင်ကဟာမတ်စ်တဲ့ပုံအင်အားကြီးရဆိုတဲ့တောင်းဆိုချက်နဲ့တွန်ဟော့ဒွန်ကြီးငင်းပယ်ခံရမှုတို့ဟောင်းအမေရိကန်နဲ့ယူကရိန်းကြားကမဟာမိတ်ဆက်ဆံရေးဟာနည်းနည်းပြီးရှုပ်ထွေးနေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်ထရက်ဟာစစ်ပွဲကို နိုင်ငံရေးအရာအဆုံးသတ်ဖို့ဖိအားပေးနေချိန်မှာဇလန်စကီကတော့စီအေးအရာပူတင်ကိုဖိအားပေးဖို့ဆက်လက်ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ထရက်ဟာယူကရိန်းရဲ့တောင်းဆိုချက်ကိုလက်ခံပြီးပူတင်ဘောဖိအားပေးမှုတွေပိုလို့တင်ပါသလား။ထရင်လေဂါဇာမှာရှိတဲ့ပြည်သက်ပေါင်းတရာစင်ကျော်ကိုအစ္စရေးစစ်တပ်တိုက်ခိုက်ယူကရိန်းရုရှားပြည်ပခါမှာနေမြေပေးယူစကားတွေပြောနေချိန်မှာပဲအရှိလေပိုင်းရဲ့အပူဆုံးစစ်မြေပြင်ဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသမှာတော့အပြည့်အခက်ရဆက်ရေးမတည်ငြိမ်မှုတွေဟာအထုတ်ထိတ်ကိုရောက်ရှိနေပါတယ်။အော်တိုဘာ22ရက်နေ့မှာအစ်ရေးတပ်ဖွဲ့တွေဟာဂါဇာတရှောက်မှာကြီးမားတဲ့တိုက်ခိုက်မှုတွေကိုဇက်တိုက်လုံဆောင်ခဲ့တယ်လို့သိရပါတယ်။အစ်ရေးစစ်တပ်ကဒီလိုတိုက်ခိုက်ရခြင်းရဲ့အကြောင်းရင်းကိုဟာမတ်လက်နက်ကိုင်ဖွဲ့ဟောင်းနောက်ပဲသဘောတူထားတဲ့အပြည့်ခက်ရဲစဲကိုချုပ်ဖောက်ခဲ့လို့ဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာ ဟာမတ်စ်ရဲ့ဆက်လက်နေပစ္စည်းတူလာယုံတွေနဲ့အခြေခံအဆောင်တွေပါဝင်ပြည်မဲ့ပေါင်းတရားစင်ကျော်ကိုဥတီခဲ့တာဖြစ်ပြီး ISR ဟာ KNM ကြီး120ကျော်ကိုပါအသုံးပြုခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့လည်း ISR ရဲ့ဆက်ဆွဲချက်တွေကို ဟာမတ်စ်ဘက်ကလုံးဝငြင်းဆန်ပယ်ချခဲ့ပြီးအဖြစ်အခက်ရစေးကိုချုပ်ဖောက်တော်မျိုးမရှိခဲ့ဘူးလို့အခိုင်အမာတော့ပြန်ခဲ့ပါတယ်။ ISR စစ်တပ်ရဲ့ထုတ်ပြန်ချက်အရဒီလက်ထုတ်ပြန်တိုက်ခိုက်မှုတွေကို ဂါဇာကမ်းရောင်ဒေသတောင်ပိုင်းရာဖယ်မြို့မှာရှိတဲ့အစ္စရေးတပ်ဖွဲ့ရဲ့ပေါ်တိုက်ခိုက်မှုတစ်ခုရှိခဲ့တာကြောင့်လွတ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ဒီကြိမ်တိုက်ခိုက်မှုမှာအစ္စရေးစစ်တပ်ရဲ့အလေးပေးဖြစ်စေခဲ့တဲ့ပြစ်မှတ်ကတော့မြေအောက်ဆောက်အုံများပဲဖြစ်ပါရယ်အစ္စရေးစစ်တပ်က KMG ကြီး120ကျော်ကိုအသုံးပြုပြီးဟာမတ်စ်လက်နက်ကိုင်ဖွဲ့ရဲ့မြေအောက်အခြေခံအဆောက်အအုံတွေကိုပြစ်ခတ်တိုက်ခိုက်ဖြစ်စေပြစ်ခဲ့တယ်လို့ပြောကြားခဲ့ပါရယ် ဒီလိုမြို့ကွန်ရက်တွေကိုပိတ်မှတ်ထားတိုက်ခိုက်ခြင်းဟာဟာမက်စ်ရဲ့လူဝက်လှုပ်ရှားမှုတွေနဲ့လက်နက်တူလောင်မှုတွေကိုအပြင်းထန်ထိခိုက်စေဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဟာမက်စ်ရဲ့ညှင်းဆန်ပယ်ချမှုကတော့ဒီပဋိပက္ခမှာဘသူကအမှန်တကယ်ပြည့်ရက်ကိုစတင်ချိုးဖောက်ခဲ့တယ်လဲဆိုတဲ့မိခွန်းကိုပုတ်ပြီးရှုပ်ထွေးသွားစေပါတယ်။ပိတ်မှတ်တရားစင်ကြောကိုတိုက်ခိုက်ပြီးခရယန်120ကျော်အုံပြုခဲ့တဲ့အစ္စရေးရဲ့လှုပ်ရှားမှုကဂါဇာကမ်းရောင်ဒေသရဲ့ငင်းချင်ရေးဟာ စံချီတမြင်ပေါ်မှာရက်တည်နေရတယ်လို့မျိုးအန်ဒီရဲ့များနေစေဆိုတာကိုထင်ဟန်နေပါတယ်။တစ်ဖက်မှာတော့အမေရိကန်သမ္မတထရန့်ကယူကရိန်းကိုနှိမ်ပြပေးဖို့ဖိအားပေးနေပေမယ့်ဒီကာဇာကမ်းမြောင်ဒေသမှာတော့အပြည့်အခက်ရစေးဟာလက်ရှိနေပြည်မှာနှစ်ဖက်စလုံးရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့အတူစံသက်ခံရရဆဲဖြစ်ပါတယ်။ဒီလိုအချင်းချင်းအပြည့်ရဲ့ကျူးဖောက်မှုတွေရှိနေတာဟာကာဇာဒေသအတွက်ထာဝရငြိမ်းချမ်းရေးကိုဘယ်လောက်ထိမျှော်လင့်နိုင်မလဲ။ သတင်းကဣသရေအတွက်တူလျိုလို့သူကိုအီရန်ကျိုးဆဲချကွက်မြန်အရှိလေပိုင်းမှာဂါဇာကိစ္စတွေတင်းမာနေချိန်မှာပဲရန်ပတ်နိုင်ငံတွေဖြစ်တဲ့အီရန်နဲ့ဣသရေချာကလိဝက်ထောက်လန်ရေးစစ်ပွဲဟောင်းမြေပြင်မှာအရှိန်မြင့်လာနေတာကို တွေ့ရပါတယ်။အော်တိုဘာ21ရက်နေ့မှာအီရန်ဆိုရဟာဣသရေထောက်လန်ရေးအေဂျင်စီအတွက်တူလျိုလို့ပေးရလို့ဆက်ဆွဲခံထားရတဲ့အမျိုးသားတို့ကိုကျိုးဆဲချကွက်မြန်လိုက်တယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အီရန်နိုင်ငံတရားရုံးချုပ်ကဒီမျိုးသားဟာအစ္စရေးအတွက်သူလျော်လုပ်ပေးနေတယ်လို့အတည်ပြုခဲ့ပြီး၎င်းရဲ့လူငင်းချက်သာခွင့်ကိုပယ်ချကကွန်မြတ်မှုကိုလွှတ်ဆောင်ခဲ့ပါတယ်လို့ကီနယ်တရားရုံးမှကက်ဆန်မော်ဆာဖီကပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံပိုင်တွင်ရဲ့ထုတ်ပြန်ချက်အရကွန်မြတ်ခံရတဲ့အမျိုးသားဟာအီရန်နိုင်ငံတီဟူရန်မြို့တောင်ဘက်ခွန်မြို့မှာနေထိုင်သူဖြစ်ပြီးသူ့ရဲ့အမည်ကိုတော့အီရန်ဆိုရကထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဒီမျိုးသားဟာ2023ခုနှစ်အော်တိုဗာလာမှာ အစ်ဆွေးထောင်လိုင်းအေဂျင်စီမော့ဆက်ကိုစတင်ဆက်ပွဲခဲ့တာဖြစ်ပြီးလေးလာကြာ2024ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလကြာမှာဖက်စီခံခဲ့ရတာဖြစ်ပါတယ်။စုံစမ်းစစ်ဆေးရေးမှုတွေရဲ့အဆိုအရဒီမျိုးသားဟာ မော့ဆက်နဲ့ပူပေါင်းပြီးလူဝဲချက်လက်တွေကိုအွန်လိုင်းကနေတဆင်ပြပို့ခဲ့တယ်ဆိုတာကို ကိုယ်တိုင်ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။ဒီကွက်မြတ်မှုဟာအီရန်ဆိုရာက အကြံဖတ်မှုတွေလုံဆောင်နေရလို့ဆက်ဆွဲခံထားရတဲ့အမျိုးသား6ဦးကိုယခုလအစောပိုင်းမှာထူဇစံပြည်နယ်မှာကွမျှခဲ့ပြီးနောက်ထပ်မံပေါ်ထွက်လာတဲ့ပြင်းထန်တဲ့စီရင်ချက်တစ်ခုပဲဖြစ်ပါတယ်။သူလျော်လောက်တဲ့ဆိုပြီးဆက်ဆွဲခံရသူကိုကွမျှလိုက်ခြင်းဟာအီရန်အစိုးရအနေနဲ့သူတို့ရဲ့ပြည်ရင်းလုံခြုံရေးနဲ့နိုင်ငံတော်လူဝတ်ချက်တွေကိုထိပါလာရင်ဘလောက်ထိပြင်းပြထန်ထန်ရေးယူမယ်ဆိုတာကို ပြသလိုက်တဲ့တတိပေးခေါင်းလုံးတန်တစ်ခုပဲဖြစ်ပါတယ်။ အီရန်နဲ့အစ္စရေးကြားကပြည်ပခါဟာဂါဇာစစ်မြေပြင်မှာတဲမကပဲထောက်လန်းရေးကွန်ရက်တွေနဲ့လျှို့ဝှက်စပွဲဆိုတဲ့နောက်ွယ်ကကစားခွင်းမှာပါအသက်အန္တရာယ်ကြီးတဲ့အခြေအနေကို ရောက်ရှိနေပြီဆိုတာကိုဒီသတင်းကသက်သေပြနေပါတယ်။အီရန်ရဲ့ဒီလိုရည်ယူမှုပေါ်တင်ပလိုမြန်မာတလေဒီလိုရက်ကဒေသရင်းတင်းမာမှုကို ပို့တိုးစီမလား။သတင်း6ရှီမေဟူတီတပ်ဖွဲ့က နိုင်ငံခြားသားကုလဝန်ထမ်း15ဦးကိုဖမ်းဆီးထိန်ချုပ်အရှိလေပိုင်းရဲ့အချက်တဲတွေနဲ့ဇက်တာဖြစ်ပွားနေတဲ့အချိန်မှာပဲနိုင်ငံတကာတိုင်ဝမ်ကိုတွန်းလှန်စေတဲ့သတင်းတစ်ပုဒ်ရှီမင်နိုင်ငံကနေထပ်ပေါ်လာခဲ့ပါတယ်။ရှီမင်နိုင်ငံမြို့တော်ဆာနာမှာရှိတဲ့ကုလသမဂ္ဂရုံးချံဝင်အတွင်းကိုဟူတီအာဏာပိုင်တွေကကျူးကျော်ဝင်ရောက်ခဲ့ပြီးကုလသမဂ္ဂရဲ့နိုင်ငံတကာဝန်ထမ်း15ဦးကိုချုပ်နှောင်ထားတယ်လို့ ုလသမဂပြည်စုံခွင့်ရှိသူစတက်ဖနီထူဇာရေကအော်တိုဘာ20ရက်နေ့မှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။အခုလက်ရှိအချိန်မှာတော့အဖမ်းခံထားရတဲ့ဝန်ထမ်းတွေဟာခြံဝင်းအတွင်းမှာလွလွလပ်လပ်လှုပ်ရှားသွားလာနိုင်ပြီးသူတို့ရဲ့မိသားစုတွေနဲ့ရောကုလသမဂအေဂျင်စီတွေနဲ့ပေါင်းအဆက်အသွယ်ရှိနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့ကုလသမဂကတော့သူတို့ရဲ့ဝန်ထမ်းတွေကိုခြံဝင်းတွေကနေအမြန်ဆုံးလွလွလပ်လပ်ထွက်ခွာနိုင်ဖို့မျှော်လင့်နေပါတယ်။ တရင်ကောင်းအနေနဲ့ဒူဂျာရက်ကအော်တိုဖာ၁၈ရဲ့ကလေးကခြံဝင်းထဲမှာထိထိခံထားရတဲ့ရင်းမင်းဝင်ချန်း၅ရောက်ကိုတော့ခုတီအာနာပန်တွေက ပြန်လွတ်ပေးလိုက်ပြီလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဆိုရင်ဇာကောင်းတဲ့အချက်ကတော့ခုတီတပုံတွေဟာအခုလိုနိုင်ငံတကာဝန်ထမ်းတွေကိုထိန်းချုပ်ထားတဲ့အပြင် နောက်ထပ်ကုလသမဂ္ဂဝန်ထမ်း53ရောက်ကိုလည်းဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။အဲ့ဒီထဲကတချို့သောဝန်ထမ်းတွေဟာ 2021ခုနှစ်ကလေးကအဖမ်းခံထားရတာဖြစ်လို့ဟူတီတပ်ဖွဲ့ရဲ့ကုလသမဂ္ဂဝန်ထမ်းတွေပေါ်လုံဆောင်နေတဲ့လုပ်ရက်တွေဟာအချိန်ကြာမြင့်နေပြီဆိုတာကိုတွေ့ရပါတယ်။ဟူတီတပ်ဖွဲ့ရဲ့ဒီလုပ်ရက်တွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းလက်မခံနိုင်တဲ့သဘောထားပေါ်ပြသခဲ့ပါတယ်။သူဟာဒီကိစ္စတွေနဲ့ပတ်သက်ပြီး Sorry Arabia ၊ Iran နဲ့ Oman နိုင်ငံသားရေးဝင်ကြီးတွေနဲ့တနင်္လာနေ့ကဆွေးနွေးပြောဆိုခဲ့တယ်လို့ ဒူဇာရိတ်ကပြောပါတယ်။ဟူဒီတပ်ဖွဲ့ဟာအီရန်နဲ့မဟာမိတ်ဖွဲ့ထားသူတွေဖြစ်တာကြောင့်အီရန်ကိုဒီကိစ္စမှာဝင်ရောက်ဖြေရှင်းပေးဖို့ဖိအားပေးတဲ့သဘောလည်းတက်ရောက်ပါတယ်။ဟူဒီတွေဟာဂျီမင်နန်ရဲ့အစိပ်ပိုင်းအများစုကို2014ခုနှစ်နဲ့2015ခုနှစ်အစောပိုင်းမှာအာနာသိမ်းပြီးကလေးကထိန်းချုပ်ထားတာဖြစ်ပြီးအခုလိုကုလသမဂ္ဂဝန်ထမ်းတွေကိုဖမ်းဆီးထိန်းချုပ်ထားခြင်းဟာနိုင်ငံတကာဥပဒေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို အကြီးကျယ်ချင်းချောင်းနေပါတယ်။ဟိုတီတက်ဖွဲ့ရဲ့ဒီလိုလုံးရက်ကိုတင်ဘလို့မြင်ပါသလဲ။ဣရန်ရဲ့ဝင်ရောက်စဖတ်မှုကကုလသမဂ္ဂဝန်ထမ်းတွေကိုလွမြောက်စေနိုင်မလား။သတင်းခေါ်ဂျပန်ပထမအဆုံးမြို့သမီးဝန်ကြီးချုပ်အဖြစ်တန်မနီလေဒီဆာနာအဲဒါကာအီချီရွေးကောက်ခဲ့ရာအာရှရဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံမှာ တမိုင်းဝင်ပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီ။ဂျပန်နိုင်ငံရဲ့တမိုင်းတခြားမှာ ပထမဆုံးမျိုးသမီးဝင်ကြီးချုပ်အဖြစ် Liberal Democratic Party LDP ခေါင်းဆောင်တဲ့ဆနာအဲတာကအီချီကို အော်တိုဘာ22ရက်နေ့မှာလွှတ်တော်ကရွေးကောက်တင်မြှောက်လိုက်ပါတယ်။အသက်64နှစ်အရွယ်ရှိတဲ့တာကအီချီဟာအလွှတ်တော်မှာမဲခွဲရမှာပထမအကြော့မှာတဲ့မဲပေါင်း238မဲရရှိခဲ့ပြီးသူ့ရဲ့ပြန်ဘက်ကိုအပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါဟာဂျပန်ခေါင်းဆောင်ဖြစ်ဖို့အတွက် သူ့ရဲ့တတိယကြိမ်ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။တာကာအီချီဟာဗြိတိန်ဝင်ကြီးချုပ်ဟောင်းမာဂရက်သက်ချာကိုအားချခဲ့သူဖြစ်တဲ့အတွက်ဂျပန်ရဲ့သမ္မတလေဒီအယွန်လေဒီလို့တင်စားခေါ်ကြပါတယ်။သူ့ရဲ့အာဏာရ LGB ပါတီရဲ့သဘောထားတင်းမာတဲ့ကွန်ဆာဗေးတီအတောင်ပံကဖြစ်တယ်လို့ပဲလွန်သူဝင်ကြီးချုပ်ဟောင်းရှင်ဆူအာဗေးရဲ့တပည့်ရှယ်လည်းဖြစ်ပါတယ်။တာကာအီချီဟောင်း LGB ပါတီရဲ့၅နှစ်အတွင်း ၊ရေရမြဝင်ကြီးချုပ်ဖြစ်လာတာပါ။အာနာယ LDP ပါတီဟာလွှတ်တော်မှာအမတ်နေရာများစုမရှိတဲ့အတွက်ဂျပန်တီချွင်စန်းသက်ရေပါတီ GRP နဲ့ညွန်ပေါင်းဖွဲ့ပြီးမှသာထကာအီချီအတွက်အနိုင်ကျကြခဲ့တာဖြစ်ပါတယ်။ဝင်ကြီးချုပ်တဲ့ထကာအီချီဟာဝင်ကြီးအဖွဲ့ဖွဲ့စည်းဖို့စတင်လုပ်ဆောင်နေပြီဖြစ်ပြီးအစိုးရအဖွဲ့ထဲမှာအမျိုးသမီးအများပြားခန့်ဖို့အရေးမှွက်ပြောကြားထားပါတယ်။ဒါပေမဲ့လည်းသူဟာ အရှုတ်တော်ဘုံတွေနဲ့ပြည်တွင်းပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတဲ့အာဏာရပါတီငင်းညွတ်ရေးနှေးကွေးနေတဲ့နိုင်ငံစည်းဝါးရေးနဲ့အမေရိကန်ဇပန်ဆက်ဆက်ရေးစားတဲ့စင်ခေါ်မှုကြီးတွေကိုရင်ဆိုင်ဖြစ်ရှင်ရတော့မှာပဲဖြစ်ပါတယ်။ဆနာအဲတာကာအီချီရဲ့ရွေးကောက်ခံရမှုဟာဂျပန်နိုင်ငံရဲ့သမိုင်းမှာပထမဆုံးချိန်အမျိုးသမီးခေါင်းဆောင်တို့ပေါ်ပေါက်လာတဲ့အတွက်နိုင်ငံရေးဆိုင်ရာလမ်းကြောင်းတစ်ခုကိုဖောက်ထန်းပြနိုင်ခဲ့ပါတယ်။ဂျပန်လိုမျိုးသဘောဝပါတီအတွင်ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာအမျိုးသမီးတအုပ်ဝင်ကြီးချုပ်ဖြစ်လာတာဟာကျမတန်းတို့ညီမရဲ့အတွက်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။တမ်မနီလေဒီဟာပြည်တွင်းစီးပွားရေးပြဿနာတွေနဲ့နိုင်ငံတကာရေးရစိန်ခေါ်မှုတွေကိုဘလိုနည်းနဲ့ကတွေပြင်ရှင်ပြီးအာဘေးရဲ့အရာရာကိုဆက်ခံမလဲဆိုတာကိုကဘာကစောင့်ကြည့်နေပါတယ်။ဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အပေါ်တင်ဘလိုမြင်ပါသလဲ။အခုတင်ပြချက်အပေါ်မှာ မိတ်ဆွေတွေရဲ့တုံ့ပြန်ချက်များကိုလည်း comment ကနေတစ်ဆယ်ညွှန်ဝေပေးခဲ့ပါအောင်နော် အခုလို့စိတ်ဝင်စားစရာကောင်းပေကမ္ဘာရေမြမရေသတင်းများဖာကိုနားဆင်ဖို့သတင်းခေ channel ကို like ခဲ subscribe ပေးလို့ပြီးဘေးနားကနိုဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်ကြည့်ရှုသူများအားလုံးဘေးရခက်သိမ်းကင်းရှင်းကြပါစေ